ူတီတို့ထင်ခဲ့ကြတာကသူတို့မှာပြီးပြည့်စုံတဲ့ပြစ်ခတ်မှုတစ်ခုရှိတယ်ဆိုတာပါ2025ခုနှစ်မတ်လ22ရက်နေ့ပင်လယ်နီအထက်ကောင်းကင်မှာမိုးကောင်းကင်ဟာကြည်လင်လူနီပါဖြစ်နေပါတယ်အမေရိကန်လေတပ်ရဲ့ F16 Fighting Falcon တစ်စီးဟာပုံမှန်ကင်းလှည့်မှုအတွက်ပုံမှန်မြင့်မှာပြန်တန်းနေပါတယ်ရုပ်တရက်သတိပေးမီနီအောင်လင်းလာပြီးရေဒါချိတ်ဆက်မှုဖြစ်ပေါ်လာပါတယ်နောက်ထပ်အချက်ပြတစ်ခုပြီးတော့ဒုံးကျည်ပြစ်လွှတ်မှုပါလေရင်ဖူးကထိန်းချောင်းလိုက်ပြီးအလိုက်အထိုက်တုံ့ပြန်ပါတယ် F16 ဟာညာဘက်ကိုလှိမ့်ထွက်သွားပြီးတော့ flare တွေထွက်လာကတံပြန်ကာကွယ်ရေးစနစ်တွေအသုံးပြုလိုက်ပါတယ်။ဒါဟာဂျီမန်နိုင်ငံမှာဟူသီထိန်းချုပ်ထားတဲ့နယ်မြေကနေပစ်လွှတ်လိုက်တဲ့ infrared လမ်းညွှန်စနစ်ပါတဲ့ sorry ဒုံးကြီးတစ်စင်းဖြစ်ပါတယ်။ဒါဟာမြန်ဆန်တိတ်ဆိတ်ပြီးလေယာဉ်ကိုဖျက်ဆီးဖို့ရည်ရွယ်ထားတာပါ။လေယာဉ်ဟာအောက်ကိုထိုးဆင်းသွားပြီး engine တွေဆိုအတန်ကုန်អော်သွားခဲ့ပါတယ်။အထက်မှာ radar ပိတ်ဆို့တဲ့ roller အဖွဲ့ကလှိုင်းကိုလှုံ့ဆော်ပေးနေပြီး USS Eisenhower သင်္ဘောပေါ်က E2D Hawk Eye ဟာစောင့်ကြည့်ရေးအတွက်လှည့်ပတ်နေပါတယ်။စစ်စင်ရေးသမားတွေကဒီဖြစ်ရပ်ကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေကြပါတယ်။ဒုံးကြီးဟာလေထဲမှာလမ်းကြောင်းပြောင်းလိုက်ပြီးအင်ဂျင်ရဲ့အပူလမ်းကြောင်းကိုခြေရာခံနေပါတယ်။ထိဖို့အတွက်30စက္ကန့်သာလိုပါတော့တယ်။လေယာဉ်မှုက 9G အလှည့်တစ်ခုကို ဆွဲလိုက်ပြီးလေယာဉ်ရဲ့အစိတ်အပိုင်းတိုင်းဟာဖိအားအောက်မှာရုန်းကန်နေရပါတယ်။တောက်ပပြီးပူချိန်ပြင်းတဲ့ flare ဟာ ဒုံးကျည်ရဲ့ခြေရခံစနစ်ကိုရှုပ်ထွေးစီပါတယ်။ဒုံးကျည်ဟာလေထဲမှာပေါက်ကွဲသွားပြီးလေရင်ဟာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့အခုမေကွန်းကဟူသီတွေကဒီဒုံးကျည်ကိုဒီလောက်နီးကပ်အောင်ဘလို့ရခဲ့တာလဲ။ဒုံးကျည်တစင်းပြစ်လွတ်ပြီးရင်မထိရင်ဘာဖြစ်မလဲ။ဘာကြောင့်လဲဆိုတော့ဒါဟာရိုးရှင်းတဲ့လေရင်တိုက်ပွဲတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာတခုခုကိုဆွဲဆောင်မှု ပြင်ဆင်ထားတဲ့ထောင်ကျောက်တစ်ခုပါ။ဒုံးကြီးဟာဘာမှမဟုတ်တဲ့နေရာကနေရုတ်တရက်ပေါ်ထွက်လာတာမဟုတ်ပါဘူး။ ရက်တက်တပတ်ပေါင်းများစွာကလေးကပင်လယ်နီဟာပုံတံရအရနဲ့တင်းမာလာနေခဲ့ပါတယ်။စီးပွားဖြစ်ခြင်းနဲ့တင်းသင်းမောတွေလမ်းကြောင်းပြောင်းခဲ့ရပြီးအမေရိကန်ဖြတ်သင်းမောတွေကခရီးဝေးတွေကိုဖြတ်သန်းသွားလာနေကြပါတယ်။ဖူဒီတပ်ဖွဲ့တွေကလည်းပို့ပြီးရဲရင်လာခဲ့ပါတယ်။အလွန်ရဲရင်လာခဲ့တာပါ။ဒါဟာသူတို့ဒီလိုမျိုးကြိုးစားမှုပထမဆုံးအကြိမ်လည်းမဟုတ်ပါဘူး။ရက်အနေငယ်ကြာမှာပဲရီမင်ကန်ရန်ဒီမှာ American M29 Reaper drone ဒဇင်ပစ်ချခံခဲ့ရပါတယ်။ drone ဟာတုံ့ပြန်ဖို့အခွင့်အရေးတောင်မရခဲ့ပါဘူး။ ဟူဒီတွေကမိနစ်ပိုင်းအတွင်း Telegram မှာဒါကိုကြေညာခဲ့ပြီးပင်လယ်ထဲကိုပြတ်ကျနေတဲ့ပျက်စီးတွေရဲ့တုံ့လှုံနေတဲ့ဗီဒီယိုဖိုင်ကိုတင်ခဲ့ပါတယ်။ဒါဟာစုဖလားတစ်ခုလိုပါပဲ။ဒီလှုပ်ရှားမှုဟာတုံ့ပြန်မှုမရှိခဲ့တာမဟုတ်ပေမဲ့ဒါကသူတို့ကိုပိုရဲရင်လာစေခဲ့ပါတယ်။ပြီးတော့အဲ့ဒီချိန်မှာသူတို့ဟာနောက်ထပ်အမှားတစ်ခုကိုလုပ်ခဲ့ပါတယ်။ဒရုန်းတစ်စင်းနဲ့တိုက်လေရင်တစ်စီးဟာတူညီတဲ့သားကောင်အမျိုးအစားလို့ထင်မှတ်ခဲ့တာပါ။အမေရိကန်ကသတိပေးချက်တွေထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ လင်းအတင်သင်းမောတိုက်ခိုက်ရေးဖွဲ့တွေကဖွဲ့စည်းပုံပြောင်းလဲခဲ့ပြီး Aegis ဖြတ်သင်းမောတွေကိုပြန်လည်နေရာချထားခဲ့ပါတယ်။ဒါ့ပြင်လည်းအီရန်ရဲ့နည်းပညာနဲ့လေ့ကျင့်မှုထောက်ပံ့ပေးထားတဲ့ဟူသီတွေကတော့အဆင့်ဆင့်မြင့်တင်နိုင်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့် American F-16 တစီသူတို့ရဲ့ရေဒါကွန်ရက်ထဲဝင်ရောက်လာတဲ့အခါသူတို့ကပြစ်လွတ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့လင်းရင်ကပြန်လည်ပြစ်ခတ်ခဲ့ပါတယ်။ဒီ F16 ဟာဂျပန်ကင်းလှည့်နေတာမဟုတ်ပါဘူး။ဒါဟာပိုကျက်ပြက်တဲ့ ISR ထောက်လန်းရေးစောင့်ကြည့်ရေးသိမ်းယူရေးကွန်ရက်ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ပြီးဂျီမန်ကန်ရက်တခြားဒုံးကြီးလှုပ်ရှားမှုတွေကိုရှာဖွေဖော်ထုတ်ဖို့ဒီဇိုင်းထုတ်ထားတာပါအဲ့ဒီအခိုက်အတန့်မှာလင်းရင်မှုမသိကြတာကသူဟာအလွန်အန္တရာယ်များတဲ့ထောင်ချောင်းနဲ့စီရေးအရာရေးပါတဲ့နောက်ဆုံးအပိုင်းဖြစ်နေတယ်ဆိုတာပါဘာကြောင့်လဲဆိုတော့မကြသေးခင်ရက်တက်တပတ်တွေတွင်ပင်ဒဂွန်ကစီရေးပုံစံကိုပြောင်းလဲခွင့်ပြုခဲ့ပါတယ်ရေဒါတစ်ခုကမမျှော်လင့်ထားတဲ့လင်းရင်ပေါ်မှာလော့ချလိုက်ရင်အဲ့ဒါကိုရန်လိုတဲ့လောက်ရက်ဖြစ်သတ်မှတ်လိုက်ပါတယ် ပြစ်လွန်မှုတစ်ခုဖြစ်ပေါ်ခဲ့ရင်လက်တုံ့ပြန်မှုဟာအလိုလျောက်ဖြစ်ပေါ်မှာပါ။ဒါရီဟာတိတ်တဆိတ်တရားဝင်ပြောင်းလဲခဲ့ပြီးဒီဖြစ်ရမှာတော့ဟူဒီရဲ့ဒုံးကျည်ပြစ်လွှတ်ရေးယူနစ်ကနောက်ဆုံးမှားကိုကျူးလွန်ခဲ့ပါတယ်။အဲ့ဒါကတွေ့မြင်နိုင်လောက်အောင်ကြာရှည်ပြန်တန်းနေခဲ့ပြီးတချိန်ပြစ်လွှတ်ပြီးနောက်နေရာတစ်ခုထဲမှာအနှဲငယ်ကြာလွန်အောင်ရှိနေခဲ့ပါတယ်။ဒါဟာသူတို့ရဲ့နောက်ဆုံးမှားဖြစ်သွားမှာပါ။ဘာကြောင့်လဲဆိုတော့ USS Eisenhower တင်းမောပေါ်မှာလေယာဉ်မှုရဲ့အချက်ပြခေါ်ဆိုမှုကိုလက်ခံရရှိအောင်တော်မှာက ပြစ်မှတ်ထားတဲ့ data ဖြစ်ပြောင်းလဲခဲ့ပါတယ်။အချိန်နဲ့တပြင်းညီဒုံးကျည်လမ်းကြောင်း GPS လော့ချမှုလက်တုံ့ပြန်မှုဟာစတင်လည်ပတ်နေပြီဖြစ်ပါတယ်။ပေ2800မြစ်မှာ app system ဟာ gmail လေးပိုင်းနဲ့နေနဲ့နီးကပ်စွာနောက်ဘက်ကိုဆက်လက်ပြန်တန်းနေပါတယ်။လေရင်မှုဟာရှောင်းတိန်လှုပ်ရှားမှုကနေပြန်လည်ထိန်းသိမ်းနိုင်ကစားမှာပဲ။သူ့ရဲ့ RWR radar သတိပေးချက်ကထပ်မံလင်းလာပါတယ်။ပထမဒုံးကြီးကမထီးခဲ့ပေမဲ့နောက်ထပ်ရှိပါသေးတယ်။ ဒီဒီချိန်မှာတော့အချက်ပြတစ်ခုလည်းမဟုတ်တော့ပါဘူးအဆက်မပြတ် radar log တွေအများအပြားတစ်ခုပြီးတစ်ခုမြန်ဆန်စွာဖြစ်ပေါ်လာပါတယ်လေယာဉ်မှုရဲ့ ANALR 56M ဟာစနစ်ကသူ့ရဲ့အနာကြီးမှာပေါ်ဟစ်လာပါတယ် SA6 ဆိုတာ AK6 ခက်ကဆိုဗီယက် SAM မြေပြင်မှလေယာဉ်ပစ်ဒုံးကြီးဖြစ်ပေမဲ့ဟူဒီတွေဟာအီရန်ရဲ့ဒီတူနီတဲ့နည်းပညာကိုပိုမိုကောင်းမွန်တဲ့ခြေရာကန်စနစ်တွေနဲ့မိုဘိုင်းပစ်လွှတ်ရေးယူနစ်တွေနဲ့အဆင့်မြင့်တင်ထားတဲ့ ဆေးရက်အမျိုးအစားစနစ်တွေကိုအသုံးပြုနေတာတွေ့ရပါတယ်။ဒီစနစ်တွေဟာတိဆောက်ဖို့နှေးကွေပြီးဖုံးကွယ်ဖို့ကပိုနှေးကွေပါတယ်။ဒါပေမဲ့အသက်ဝင်နေတဲ့အခါသူတို့ဟာသေသေးနိုင်ပြီးအခုလည်းလော့ချထားပါတယ်။လေရင်ဖူးရဲ့ဘဲဘက်လက်ကအချိန်ထိန်ခလုတ်ကိုဆုပ်ကင်လိုက်ပြီးနောက်ကဖလဲရီအသက်ဝင်လာစီပါတယ်။သူ့ရဲ့ညာလက်ကတော့တံပြန်ကာဝေးစနစ်ကိုထိန်းချောင်းပြီးနောက်ထပ်ဖလဲထုတ်ဖို့ပြင်ဆင်နေပါတယ်။အိဇောဘိုက်ကအေးများတဲ့တဲကန်နာရညတညမှာဥလောင်တောက်ပနေပြီး အပူရှာဖွေတဲ့ဒုံးကြီးတိုင်းအတွက်ပြီးပြည့်စုံတဲ့ infrared ပစ်မှတ်တစ်ခုလိုဖြစ်နေပါတယ်။အထက်မှာ VA2 140 Patriots ကနေထွက်လာတဲ့ Roller တစ်စီးက radar ပိတ်ဆို့မှုကိုစတင်နေပြီးလက်စစ်တန်လိုက်အနောက်ရှက်တွေကခုတီရဲ့ radar စနစ်တွေကိုရှုပ်ထွေးစေပါတယ်။ဒါက app system ကိုအနည်းငယ်အချိန်ပေးခဲ့ပါတယ်။လေယာဉ်မှုက လေယာဉ်ရဲ့ခေါင်းကိုငုံချပြီးပြင်းထန်စွာထိုးစင်းသွားပါတယ်။လေယာဉ်မှုကထပ်မံလှည့်ပတ်ပြီး လေရင်ကို900 knot နှုန်းနဲ့စီပိုင်းကိုလှိမ့်လှုပ်ရှားမှုတစ်ခုတည်းဆွဲယူလိုက်ပါတယ်။အချိန်မီလှုပ်ဆောင်ခဲ့လို့ရောက်လာတဲ့ဆေးရက်ဒုံးကြီးဒဇင်ဟာ200ဘီလောက်လွဲချော်သွားပါတယ်။လေရင်ခေါမိုးကိုလှုပ်ခတ်လောက်အောင်နီးကပ်ခဲ့ပါတယ်။ဒါဟူသီရေမသိခဲ့တာကသူတို့ဟာအချိန်ကြာကြီးအထက်ကနေစောင့်ကြည့်ခံနေရတာပါ။ပေ6000နီးပါးမြင့်မှာရေတက် MQ-4C Triton drone ဒဇင်က ISR လှည့်ပတ်မှုကျယ်ပြန့်စွာလှည့်ပတ်နေခဲ့ပါတယ်။ ဒါဟာလက်နက်မတက်ဆင်ထားပေမဲ့လက်နက်မလိုအပ်ပါဘူး။သူ့ရဲ့လှုပ်ကစောင့်ကြည့်ရေးဖြစ်ပြီးသူ့ရဲ့မျက်စိကအားလုံးကိုမြင်နေရပါတယ်။မြေပြင်ပေါ်ကအပူလိုင်းတွေ၊ပြက်စစ်တန်လိုက်လိုင်းတွေတိကျတဲ့ coordinate တွေဟာအချိန်နဲ့တပြင်းညီစစ်ဌာနချုပ်စီပြန်လည်ထုတ်လွှင့်ခဲ့ပါတယ်။ပိုရေးကြည့်တာက USS Dwight D Eisenhower သင်းမော်ဘော်ကတိုက်ခိုက်ရေးသတင်းအချက်အလက်စင်တာစီပို့ဆောင်ခဲ့တာပါ။ ဒီထိတွေ့မှုဟာ2မိနစ်ထပ်မပိုခဲ့ပေမဲ့နောက်ဆက်တွဲရှင်းလင်းမှုတွေက나이ပေါင်းများစွာကြာမြင့်မှာပါလေရင်ဘူးဟာပင်လယ်နီအထက်မှာပြန်လဲထိမ့်သိမ်းထားတဲ့ပတ်လန်းနဲ့ပြန်ရောက်လာတဲ့အခါနောက်ထပ်လေရင်နှစ်စီးကလေပိုင်နဲ့ထဲပါဝင်လာပါတယ်ပထမဆုံးအနေနဲ့လေနှစ်တက်တိုက်လေရင်တက်ဖွဲ့က F16 တစီးကသူ့ရဲ့အတောင်ပံပေါ်မှာရောက်လာပြီးအစ်စ်ထမှန်ဖြစ်ပေါ်လာနိုင်တဲ့ Andy Ray ကိုစကန်ဖတ်နေပါတယ်ပြီးတော့စစ်ဌာနချုပ်ကနေအချက်ပြခေါ်ဆောင်မှုရောက်လာပါတယ်အနီးနားမှာရွက်လွှင့်နေတဲ့ I like back အဆင့် ချက်သင်းမောတစည်းရဲ့အတွင်းပိုင်းမှာ VLS ဒေါင်လိုက်ပစ်လို့ရေးစနစ်အခန်းတွေစတင်အသက်ဝင်လာပါတယ်။အထဲမှာ Tomahawk Crux ဒုံးကြီးတွေရှိပြီးတိကျသွားလမ်းညွှန်ထားတဲ့တာဝေးဒုံးကြီးတွေဟာချက်ချင်းပစ်လို့ဖို့အဆင်သင့်ဖြစ်နေပါတယ်။ပစ်လို့ရေးအမိန်ဟာဒုံးကြီး NLA ပြီးဆုံးပြီး9မိနစ်မပြည့်ခင်မှာရောက်လာပါတယ်။ပြီးတော့ဒုံးကြီးလေးစင်းဟာဒဇင်းချင်းစီဟာညကောင်းငင်ရန်တဲ့ကိုပြန်တက်သွားပြီးဂျီမင်ကန်ယူရန်စီအရှိတ်ဘက်ကိုကွေ့ပြန်သွားပါတယ်။ USS Truman သင်္ဘောပေါ်မှာဒုတိယအဆင့်၄ချောင်းစွမ်းအထွတ်ပြင်ဆင်မှုတွေစတင်နေပါပြီ။လေယာဉ်မှုတွေကိုညွှန်ကြားချက်ပေးနေပြီးလက်နက်တွေတက်ဆင်ထားကလေယာဉ်တွေကိုစီးဖြည့်နေပါတယ်။ဒုံးကျည်ပြစ်လွှတ်လိုက်တဲ့အခိုက်အတန့်မှာပဲတုံ့ပြန်မှုဟာစတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ဒုံးကျည်ဟာတောင်ဝင်မအောင်မြင်ခဲ့ပေမဲ့သူ့ရဲ့ data ကတော့အောင်မြင်ခဲ့ပါတယ်။ဒါဟာ American ရေတပ်ကိုအခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။အတီးပြုတ်ထားတဲ့ဒီနေရာပြစ်လွှတ်ရေးနေရာနဲ့မီးပြူဟာဆိုင်ရာခြေရာတစ်ခုပါ။ တော်မဟော့ခဒုံးကြီးတွေဟာလိုင်းတွေထပ်မနှိမ့်ကြသွားပြန်တန်းနေဒီမှာလေရင်တွေကိုစီစဉ်တိုင်းပြစ်လွတ်ခဲ့ပါတယ်ပထမဆုံးထွက်လာတာက E2D Hawk Eye ဖြစ်ပြီးတော့တက်စစ်စောင့်ကြည့်ရေးအတွက်ပါ နောက်ထပ်ကတော့ EA18G Growler နှစ်စီးဖြစ်ပြီးရေဒါကိုမမြင်အောင်ပိတ်ဆို့ဖို့နဲ့ဆက်သွယ်ရေးကိုရှုပ်ထွေးစေဖို့လက်နက်တပ်ဆင်ထားတဲ့လျှက်စစ်စစ်ဆင်ရေး platform တွေပါပြီးတော့ HIMARS တွေရောက်လာပါတယ် FA18 Super Hornet 4စီးဟာ GPU 38 JDAMs နဲ့ AGM 88 Ham Dongji တွေနဲ့တက်ဆင်ထားပြီးပြစ်မှတ်ကယူရှင်ပါတယ်။ဒုံးကြီးပြစ်လို့ရင်းနေရတန်တရားရှိတဲ့စစ်ဌာနချုပ် drone ကနေတဆင့်တွေ့ရှိထားတဲ့ mobile radar လမ်းကြောင်းတွေပါ။ Onet တွေဟာဒစီးပြီးဒစီးကတ်တက်လွှတ်စင်ကနေကောင်းငင်တွေကိုပြန်တက်သွားပါတယ်။တောင်ပိုင်းတွေမှာလက်နက်တွေတင်ဆောင်ထားပြီး flat တွေချတာက engine တွေအတန်ဆမြင်နေပါတယ်။တိုက်ခိုက်ရေးဖွဲ့နီးကပ်လာချိန်မှာ Grolari ကသူတို့ရဲ့လှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။ သူတို့ကကြဲပြက်တဲ့လှိုင်းတုံးပိတ်ဆို့မှုတွေကိုထုတ်လွှင့်ပြီးရောင်သင်ကိုလင်းထိန်စီပါတယ်။ဟူဒီတွေဟာသူတို့ပြစ်မှတ်ထားခံရမှန်းမသိခဲ့ပါဘူး။ကန်ယူရမ်းမှာပထမဆုံးပောက်ကွဲမှုဖြစ်ပေါ်လာတဲ့အထိပါပဲ။တိုမာဟော့ဒုံးကြီးတွေကပထမဆုံးထိမှန်ခဲ့ပြီးရေဒါတွဲကပျောက်ကွယ်သွားကပြစ်လွှတ်ရေးယူနစ်ကအစိမ့်စိမ့်မှွားမှာပြိုကွဲပြီးမီးလောင်နေပါတယ်။ပြီးတော့ Honor တွေရောက်လာပြီးပေ2000ခွဲအမြင့်ကနေ GDMS တွေကတိတ်တဆိတ်တိကျသွားကြောက်ရောက်ခဲ့ပါတယ်။ထိမှန်မှုတစ်ခုပြီးတစ်ခု ဒုတိယပောက်ကွဲမှုတွေကခေယံလောင်သာစီဒါမှမဟုတ်အနီးနားမှာဖုံးကွယ်ထားတဲ့ဒုံးကြီးတွေရှိနေတာကိုအတည်ပြုပေးပါတယ်။နောက်ဆုံးတိုက်ခိုက်မှုကဟမ်ဒုံးကြီးဒဇင်းဖြစ်ပြီးတောင်ထိပ်စကန်းကနေနောက်ဆုံးရေလာလိုင်းတစ်ခုကိုလော့ချပြီးထိမှန်ခဲ့ပါတယ်။ဒါထိမှန်တဲ့အချိန်မှာလေဒူးဟာမီဂိုတွေနဲ့ထူထပ်နေပြီဖြစ်ပါတယ်။လေယံမှုဟာဆက်သွယ်ရေးကိုတိတ်ဆိတ်စွာအာယုံစူးစိုက်ပြီးနားထောင်နေပါတယ်။ထိန်းချုပ်ဌာနကတိုက်ခိုက်မှုအောင်မြင်ပါတယ်။ RDB အခြေစကန်းသို့ပြန်လာပါလို့ဆိုပါတယ်။ ပင်လယ်ဒီအထက်ကောင်းငင်ဟာထပ်မံငြိမ်သက်သွားပေမဲ့ဒီတစ်ချိန်မှာတော့ဒီတိတ်ဆိတ်မှုဟာရရှိလာတာဖြစ်ပြီးသတင်းစကားကလည်းရှင်းလင်းပါတယ်။အကယ်၍သင်က American လေယာဉ်တစ်စီးကိုပြစ်လွတ်မယ်ဆိုရင်အဲ့ဒါထိမှန်မှုစုတောင်းထားတာပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့မထိမှန်ခဲ့ရင်နောက်ထပ်ရောက်လာမှာက နောက်ထပ်ဒုံးကျည်တစ်စင်းမဟုတ်ဘူးအရာအလုံးပါပဲ။ခင်မီစစ်ပွဲဟာမြန်ဆန်တယ်လို့သူတို့ပြောကြပေမဲ့ဒီဖြစ်ရပ်ကတော့ခွဲစိတ်တယ်လို့တီးကြခဲ့ပါဗျ။ App system ရဲ့ data feed က ဒုံးကျည်လမ်းကြောင်းကိုလော့ချလိုက်တဲ့အခိုက်အတန့်မှာပောက်ကွဲမှုကိုရှောင်တိန်နိုင်ခင်မှာပဲအမေရိကန်ရစ်တပ်ဟာသူတို့လိုအပ်တဲ့အရာတွေကိုရရှိပြီးသားဖြစ်နေပါတယ်အချိန်တစိမ့်တွေတိုင်းတာမှုဒေတာပြစ်လွှတ်ရေးလမ်းကြောင်း GPS coordinate တွေနဲ့အပူလှိုင်းလက္ခဏာတွေပါတိုက်ခိုက်ရေးအဖွဲ့ကဒါကိုဖြစ်ပျက်နေတာကိုမြင်ခဲ့ုံနဲ့မဟုတ်ဘူးဘယ်နေရာမှာဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုပါမြင်ခဲ့ပါတယ်ဒါကအရာအလုံးကိုပြောင်းလဲစေခဲ့ပါတယ် USS Eisenhower သင်းမောပေါ်ကတိုက်ခိုက်ရေးသတင်းအချက်အလက်စင်တာထဲမှာ ခံစစ်ပုံစံကနေထိုးစစ်အဆင့်အသင့်ဖြစ်မှုစီအငွေ့အသက်ပြောင်းလဲသွားပါတယ်။အော်ဟစ်မှုမရှိပြေးလွှာမှုမရှိပါဘူး။ရှင်းလင်းတဲ့အတန်တွေကအခြေအနေစီရင်ခံတာတွေနဲ့ပြစ်မှတ်လော့ချမှုတွေကိုခေါ်ဆိုနေပါတယ်။အိုက်ဆင်ဟောင်းဝါရဲ့စစ်ဌာနချုပ်အရာရှိကချက်ချင်းဝင်လေးမနေခဲ့ပါဘူး။ဇကားတခွန်းလေးနဲ့တင်လုံလောက်ပါတယ်။ Package Bravo ဆိုတာပါလေ။ဒီတက်အသုံးလုံးမှာတော့ package bravo ဆိုတာလက်ဖွားနဲ့ဖြတ်ရိုက်လိုက်တဲ့အရာမျိုးမဟုတ်ပါဘူး။ သူဟာဥကောင်းကိုတူနဲ့ရိုက်လိုက်တယ်လို့ပါပဲ။ဒါဟာ Cruise Dongji ရေလေကြောင်းတိုက်ခိုက်မှုတွေနဲ့ညှိနှိုင်းထားတဲ့ EW ပြည့်စစ်စစ်စင်ရေးပါဝင်တဲ့ဗတ်ပေါင်းတုံတိုက်ခိုက်မှုအစီအစဉ်တစ်ခုရဲ့အမည်ဖြစ်ပါတယ်။ပြစ်မှတ်တွေကတော့ American လေယာဉ်တွေကိုပစ်ခတ်တဲ့အတီးပြုတ်ထားတဲ့ထိုးစစ်စနစ်တွေဒါမှမဟုတ် လော့ချရဲတဲ့စနစ်တွေပါ။ဖူဒီတွေက အခုပဲဒါကိုစတင်လိုက်ပါတယ်။အစီအစဉ်ဟာအလှပေါ်အလှပေါ်ထွက်လာပါတယ်။ ဂျီမင်ကန်ရန်ကနေမိုင်းတရာခန့်အကွာမှာရှိတဲ့အလတ်ဘက်အဆင့်ဖြတ်ဖြတ်သိမ်းမောတစည်းကနေ VLS ဒေါင်လိုက်ပြစ်လို့ရေးစနစ်အခန်းတွေဟာစပိုင်းဆိုင်ရာပန်းပွင့်တွေတို့ဖွင့်လှစ်လာပါတယ်ဒီအခန်းတွေဟာ25ပေမြင့်ရှိတဲ့ဒေါင်လိုက်ပြုံတွေဖြစ်ပြီးတော်မာဟွတ်ဒုံးကြီးတွေနဲ့ပြည့်နှက်နေပါတယ်ဒီတုံးကြီးတွေဟာအကွာအဝေးအရှိ GPS လမ်းညွှန်ထားပြီးအလွန်တိကျပါတယ်။သူတို့မှာလေယာဉ်မှုမလိုအပ်သလိုအတီးပြုတ်ချက်တောင်မလိုအပ်ပါဘူး။ပြစ်မှတ်တစ်ခုသာလိုအပ်ပြီးအခုတော့ပြစ်မှတ်တွေအများအပြားရှိနေပါပြီ။ တိုမာဟော့ခ်ဒုံးကျည်လေးစင်းဟာအစီအစဉ်တိုင်းပြစ်လွှတ်ခဲ့ပါတယ်။အလျင်စလိုမလုပ်ဘူးမီးရှူးမီးပန်းလည်းမပါပါဘူး။ရေဒါထရက်ကာဟာကန်ယူရန်တစ်လျှောက်လိန်မောင်အောင်မီးလျံတွေနဲ့လင်းထိန်လာပါတယ်။သူရထုတ်လို့မှုဟာနောက်ဆုံးတစ်ချိန်အချက်ပြခဲ့ပြီးဟမ်ဒုံးကျည်တစ်စင်းကိုသွေးတိုးခွေးလိုခြေရခံရောက်ရှိဖို့လုံလောက်ခဲ့ပါတယ်။ပြီးတော့ပြစ်မှတ်3ရောက်လာပါတယ်။တန်တရားရှိတဲ့စစ်ဌာနချုပ်ဟာတောင်ကုန်းတစ်ခုထဲမှာမြုပ်နှံထားပြီး ဖုံးကွယ်ထားတဲ့ပိုက်ကွန်နဲ့ဖုံးအုပ်ထားပါတယ်။ဒါပေမဲ့အရေးမကြီးပါဘူး။ ပိန်2000မြင်းကနေ JDM တလုံးကဘန်ဂါတကားကိုဖျက်ဆီးပစ်ခဲ့ပြီးဒုတိယတလုံးကအစာဦးကိုပြိုကျပျက်စီးသွားစေခဲ့ပါတယ်။ပြစ်မှတ်လေးဖြစ်တဲ့ခဲယန်းတူလောင်ယုံဟာမီရှူမီပန်းပြပွဲတစ်ခုလို့ဖြစ်သွားပါတယ်။ FA 18တွေဟာနိုင်ကြသွားမြန်ဆန်သွားတည့်ရစွာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသူတို့ရဲ့ဘုံတင်စင်တွေဟာအခုတော့ဗလာဖြစ်နေပါပြီ။သူတို့ဟာတိမ်တဲကိုပြန်လဲတက်သွားကြပြီးဆုံးရှုံးမှုမရှိတတိပေးအချက်ပြမှုမရှိမြေပြင်ပေါ်မှာတိတ်ဆိတ်မှုနဲ့မီးလောင်နေတဲ့အပြက်စီးတွေသာကျန်ရစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာ Grolari ကအနှောက်အယှက်ပေးမှုတွေလှုံ့ဆော်ခဲ့ပါတယ်။သူတို့ဟာ Houthi တွေရဲ့လှိုင်းနှုံအားလုံးကိုပိတ်ဆို့ခဲ့ပြီးစောစီစွာသတိပေးရေဒါတွေကိုရှုပ်ထွေးစေကာသူတို့ရဲ့ထောက်လန်းစနစ်တွေကိုတရဲသိမ်းမောအုပ်စုတွေမြင်နေရတယ်လို့လှည့်စားခဲ့ပါတယ်။ဆိုလိုတာက Houthi တွေဟာသူတို့ကိုဗာထိမှန်သွားလဲဆိုတာကိုရှာဖွေနေချိန်မှာအဲ့ဒါအကြောင်းစကားပြောဖို့တောင်မတတ်နိုင်ခဲ့ပါဘူး။ဆက်သွယ်ရေးမရှိအချက်ပြမှုမရှိကြောက်ရွံ့မှုမိကုန်းနဲ့ဗလာဖြစ်နေတဲ့မျက်နှာပြင်တွေသာရှိပါတယ်။ ဒါပဲဖြစ်ပါတယ်သူတို့ဟာတိုက်လျင်တစည်းကိုပြစ်ခတ်ခဲ့ပြီးအပြန်အလှန်အနေနဲ့စစ်ဆက်ရန်တရားတစ်ခုကိုရရှိခဲ့ပါတယ်ဟူဒီတွေနဲ့သူတို့ရဲ့အီရန်ထောက်ပံ့သူတွေဟာရက်စက်တဲ့သင်္ကန်းစာတစ်ခုကိုတင်ယူခဲ့ရပါတယ်ကံကောင်းရင်နှိမ့်ခွေးတဲ့ drone တစည်းကိုပြစ်ချနိုင်ပေမဲ့အပြည့်အဝတက်ဆင်ထားတဲ့ F16 ဒါမှမဟုတ် FA18 ပေါ်မှာအတူတူလှုပ်ရှားမှုကိုကြိုးစားရင်တုံ့ပြန်မှုဟာနောက်ထပ် drone တစည်းမဟုတ်တော့ပါဘူး ဒါဟာနှိမ့်နှိုင်းထားတဲ့အလွှာပေါ်အလွှာဖြစ်ပြီးဘာမှမကြမ်းအောင်ဖျက်ဆီးပြမြန်တံပြန်တိုက်ခိုက်မှုတစ်ခုဖြစ်လာမှာပါ။ဒါဟာအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ပွဲဆိုတာလက်နက်တွေအကြောင်းနဲ့မဟုတ်ပါဘူး။အမြင်သဘောထားအကြောင်းလည်းဖြစ်ပါတယ်။ဟူဒီတွေဟာပစ္စည်းတွေဆုံးရှုံးခဲ့ပေမဲ့ပိုအရေးကြီးတာကသူတို့ရဲ့ဂုံသိက္ခာကိုဆုံးရှုံးခဲ့တာပါ။သူတို့ဟာသူတို့ရဲ့အကွက်ကိုပြသခဲ့ပြီးအမေရိကန်ကဒါကိုလက်ဖွားနဲ့ရိုက်ထုတ်လိုက်တာမျိုးမဟုတ်ပါဘူး။တိကျမှု တန်မဏိနဲ့လျှက်စစ်တန်လိုက်ဒေါသတွေနဲ့ဖြတ်စည်းပစ်လိုက်တာပါအခုဟူတီရရဲ့ရေဒါစစ်စင်ရေးသမားတိုင်းဟာခလုတ်ဖွင့်မှုမတိုင်ခင်နှစ်ခါစဉ်းစားရလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာဒါကငါ့ကိုအငွေ့ပြန်သွားစေမယ့်အရာလားလို့မေးရမှာပါအမေရိကန်ကသတင်းထုတ်ပြန်ချက်တစ်ခုမှမထုတ်ပြန်ခဲ့ပေမဲ့ကဘာကြီးကသတင်းစကားကိုရရှိခဲ့ပါတယ်ဂျိုဒူထောင်လိုင်းရဲ့ data တွေပေါက်ကြားခဲ့ပြီးခွဲခြမ်းစိတ်ဖြာသူတွေကပုံစံတွေကိုဖမ်းယူခဲ့ကြပါတယ် သတင်းတန်တရာတွေကတိုးတိတ်သောအတန်တွေကိုဖမ်းယူခဲ့ပြီးတရုတ်ပါဝင်စောင့်ကြည့်နေတဲ့စစ်ရင်အာဂျီနိုင်ငံတိုင်းကရုရှားနဲ့အီရန်တို့ကမှတ်စုတွေကိုရေးမှတ်ခဲ့ကြပါတယ်။သင်ခန်းစာကတော့အမေရိကန်လေကြောင်းအင်အားကိုမနှောက်ယှက်ပါနဲ့။မဟုတ်ရင်သင်ဟာမတူညီတဲ့ဂိမ်းတစ်ခုကိုကစားဖို့အဆင်သင့်ဖြစ်နေရပါမယ်။အဲ့ဒီဂိမ်းမှာအမေရိကန်ဟာတုံ့ပြန်ယုံနေမှာကပဋိပက္ခအလဲမှာစစ်မြေပြင်ကိုပြန်လဲတတ်မှတ်ပြီးပါတယ်။တိုက်ခိုက်မှုပြီးမှလင်းရင်တင်သိမ်းမော့ရဲ့လေကြောင်းဖွဲ့ဟာအပြည့်အဝတိုက်ခိုက်ရေးလေကြောင်းကင်းလဲမှုတို့ပြောင်းလဲခဲ့ပါတယ်။ ဆိုလိုတာကလင်းရဲလက်နက်တက်ဆင်ထားတဲ့လင်းရဲအနည်းဆုံး20ဟာ24နာရီပတ်လုံး9ရက်လုံးလေထဲမှာပတ်လည်နေပြီးစကန်ဖက်နေကစကန်ပိုင်းတွင်တုံ့ပြန်မှုအဆင်သင့်ဖြစ်နေပါတယ်။ခုဒီတွေကအမေရိကန်တိုက်လေယာဉ်တစ်စီးကိုပစ်ခတ်ပြီးလွတ်မြောက်သွားနိုင်မယ်လို့ထင်ခဲ့ကြပေမဲ့သူတို့ကမမှန်ကန်ခဲ့ပါဘူး။လုံးဝမမှန်ကန်ခဲ့ပါဘူး။သူတို့ဟာဒုံးကြီးတစ်စင်းကိုဆုံးရှုံးခဲ့ဝင်တယ်မကနီးပြူဟာတစ်ခုလုံးကိုဆုံးရှုံးခဲ့ရပြီးပစ္စည်းတွေကိုဆုံးရှုံးခဲ့ပါတယ်။ပိုရေးကြည့်တာကသူတို့ရဲ့အချိန်ဟုန်ကိုဆုံးရှုံးခဲ့ရပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။